ဒီနေ့ဒေသတင်းမှာဆရာသင်ပေးမှာကတော့အနာဂတ်နဲ့ပတ်သက်တဲ့၃ပုံ၂မျိုးပေါ့နော်အနာဂတ်ဆိုရင်ဝေကိုပြင်းပြင်းတက်ကြတဲ့ခါကျတော့နောက်ထပ်အနာဂတ်၃မျိုးကိုဘယ်လိုမျိုးတိတိကျကျသွားအောင်လဲဆိုတော့ဆရာပြောပြမှာဖြစ်တယ်။အဲ့ဒီ white box မှာရေးထားတော့စာကြောင်း၄ကြောင်းနဲ့ဆိုပေမဲ့တကယ်တကယ်အဲ့စာကြောင်း၄ကြောင်းကိုဖြန့်ပြီးတော့ပြောတဲ့ဟာလည်းရှိမှာဆိုတော့စာအုပ်ထဲမှာတစ်နေ့တစ်ခုပုံမှန်လေးမှတ်သွားမယ်ဖြန့်ပြောသမျှကုန်လုံးလည်းရေးပြီးတော့မှတ်မယ်ပေါ့နော်။အဲ့လိုတေချာလေးလုပ်မယ်ဆိုရင်တော့ရက်ချောက်ချက်တင်မှာ English speaking ဟာဆိုလို့ရှိရင်အဲကောက်လာမှာပေါ့နော်အချိန်လေးဟာဆိုလို့ရှိရင်လေးထဲမှာမျောလွင့်မသွားတော့ဘူးအချိန်လေးကို ကျိုးရှိတဲ့ဟာနဲ့လဲလိုက်ပါဟုတ်ပြီအဲ့တော့ကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုဒီစနေတင်းကနေမင်းဘာလုပ်မှလဲဆိုရင်မေးဖို့ပါနော်လဲမေးဖို့ဆိုရင်ဆရာတို့သိကြတဲ့အတိုင်းကတော့ကိုယ့်အနေနဲ့ဆက်လိုက်ပြီအဲ့မှာဆရာနှစ်ခုလောက်ပြောပြခြင်းနဲ့အနာဂတ်ဒီဝေလီနဲ့ရေးလို့ရတာရှိတယ်နောက်ခါကျတော့ MSR B going to ပေါ့ဆရာတို့ဒီမှာနည်းနည်းမြင်တောင်းလို့ MSR going to လို့ရေးပေးမယ် MSR going to verse 0ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့နောက် MSR VNG ကိုပဲအနာဂတ်အနေနဲ့သုံးတဲ့ဟာလည်းရှိတယ် အဲအဲ့ဒါကတော့နောက်ထပ်အနာဂတ်နဲ့ပတ်သက်တာဟောဒီတန်ပြောတဲ့ခါကျရင်ပြောပြမယ်ဒါပေမဲ့ဒီနေ့တစ်ခုမှမှတ်ထားမှာတော့ဒီလိုဝေဆိုတဲ့အနာဂတ်ဒီဆရာတို့ကအခုပဲဆုံးဖြတ်လိုက်တယ်ဆိုတော့အနာဂတ်ဖြစ်ပြီးတော့ MSR going to verse 0ဒီအစကတည်းကပလန်ထားတယ်အစတည်းကဆုံးဖြတ်ချက်ချထားရဲဆိုတဲ့အဓိပ္ပာယ်ထွက်တယ်အဲ့လိုလေးမှတ်ထားနော်ဒီဝေဒီဘာလဲဆိုလို့ရှိရင် ဟိုအခုပဲဆုံးဖြတ်လိုက်တဲ့ဟာမျိုးဖြစ်ပြီးတော့ MSR going to verse 0ဒီအစတွေကဆုံးဖြတ်ချက်ချထားတာဖြစ်တယ်ဆိုတာလေးကိုပထမတစ်တချက်မှတ်မယ်။ဟောနောက်တစ်ခါကျတော့ will ကကျတော့ prediction လို့ခေါ်တဲ့ခံမှန်းတဲ့ဟာမျိုးမှလည်းသုံးလို့ရတယ်။ဥပမာမနက်ဖြန်မှအဲမိုးရွာမဲ့ဟာမျိုးဆိုရင်အဲ့လိုမျိုးခံမှန်းတဲ့ဟာမျိုးဆိုလို့ရှိရင် will ကိုတော့မှဖြစ်ပြီးတော့အခုမိုးတိတ်နေမဲလာပြီးဟာမိုးတွေအခုရွာတော့မယ်ဆိုရင်တော့ MSR going to verse 0တော့မှဖြစ်တယ်။နမူနာပြောရင် it will rain tomorrow ပေါ့။မနက်ဖြန်မိုးရွာမယ်။ MSR going to verse 0တော့မယ်ဆိုရင်တော့ is going to rain now အခုမိုးရွာတော့မလို့တိပဲထွက်တယ်အဲ့တော့နှစ်မျိုးမှတ်ထားလိုက်ပေါ့နော်ဒီကောင်ကအခုပဲဆုံးဖြတ်တာရယ်နောက်တစ်မျိုးကဘာလဲဆိုလို့ရှိရင်ထမန်းတာရယ်ဒီကောင်ကကြာတော့အစတည်းရာဆုံးဖြတ်ချက်ချထားပြီးသားဟာရယ်နောက်ခါကျတော့ကျင်းတီတီကြပေါ့ပြောတဲ့ဟာရယ်ဆိုပြီးမှတ်ထားတယ်ကဲနောက်တစ်ခါကြည့်လိုက်မင်းဒီစနေတင်းကုန်းတွေဘာလုပ်မှာလဲစနေတင်းကုန်းတွေလုံမဲ့ဟာကိုအခုတည်းကမင်းနေပြီဆိုတော့သူ့ရဲ့အစီအစဉ်ကိုမေ့ချင်တာဖြစ်တယ်နော်စနေတင်းကုန်းတွေဆိုတာဒီမနက်ဖြန်လာမဲ့ဟာမဟုတ်ဘူးနည်းနည်းဝေးတဲ့ဟာကိုလှမ်းပြီးတော့မလုပ်ထားလဲဆိုလို့ရှိရင် အေးဆောင်လှမ်းမရဆိုတော့အစတည်းဆုံးဖြတ်ချက်ချပြီးသားကိစ္စအောင်မေးတာဖြစ်တယ်။အဲ့တော့ဆရာတို့ကဘာလို့တောင်းရလဲဆိုလို့ရှိရင် I miss going to လို့တုံးတဲ့တယ်။အဲ့တော့ you ကအများသဘောဆောင်တယ်ဆရာအာတုံးလိုက်တယ်။ပြီးရင် subject ဖြစ်တဲ့ you လာမယ်။ပြောချင်တာမေးဖို့ဆိုရင် I miss ကိုရှေ့ထုတ်လိုက်တယ်။ပြီးဒီကောင်အစလိုက်လာမယ်။ပြီးရင် going to ပြီးရင် verb 0ထည့်ရမယ်ဟုတ်တယ်မလား။လောက်တာပါလဲဆိုလို့ရှိရင် do what are you going to do ဒီစနေနေ့မှာမလုပ်လိုက်မလဲ what will you do လို့တောင်းရရလားဆိုတော့ရတယ် what will you do ဒီအခုမှစဉ်းစားခိုင်းတာဖြစ်ပြီးတော့ what are you going to do ကတော့အစတည်းက तू ဘာတွေ plan ထားလဲဆိုတော့သူ့ရဲ့အစီအစဉ်ကိုသိချင်လို့မေးတာဖြစ်တယ်အဲ့လိုလေးမှတ်ထားမယ်နော်အဲ့တော့ဒီစနေနေ့ကနေ့ဆိုတော့ this weekend ပေါ့နော်အဲ့တော့ what are you going to do this weekend ဒီစနေတင်းကနေမှမင်းဘာလုပ်မလဲပေါ့နော်အဲ့လိုလေးမှတ်ထားမယ် weekend ကို saturday နဲ့ sunday လို့မတုံးမယ်ね weekend လို့တုံးလို့ရတယ်ဒါရှေ့က series မှာလဲဆရာပြောထားခဲ့တယ်တင်းပတ်အဆုံးရလို့ခေါ်တာပေါ့နော်နောက်မင်းအခုဘာလုပ်မှာလဲစမ်းကြည့်ပေါ့ဘာလုပ်မှာလဲအတူပဲနော်ဘာလုပ်မှာလဲအတူပဲအခုသူမေးတဲ့ဟာနောက်အဝေးကြီးမှာလုပ်မယ်ဟာမဟုတ်အခုမင်းဘာလုပ်မှာလဲအခုဆုံးဖြတ်တာကိုမေးခိုင်းတယ်အခုဆုံးဖြတ်တာကိုမင်းဆရာကဘာတော့မလို့ပြောထားတယ် way ကိုတော့ရမယ်လို့ပြောထားတယ်အဲ့တော့အစကတော့တူမယ် what ထုတ်တာကျတော့ will ဖြစ်သွားမယ် what will အာမဟုတ်ဘဲနဲ့ will ထုတ်သွားပြီเนาะမင်းကကြတော့ you what way you way are modifier ဆိုတော့သူ့နောက်မှာလဲ verse 0ပဲလိုက်ရမယ်ဆိုတော့ဒီမှာဆရာ do ပဲထည့်ရတယ် what way you do ဟောအခုလေးကြံသေးရ what way you do now ဘယ်ခုဘာလုပ်မှာလဲစသွားမယ်เนาะနောက်ခါငါလမ်းလျှောက်ထွက်ဖို့စဉ်းစားနေတာ subject နဲ့ပဲစမယ်ငါဆိုတော့ i subject ပြင်ဘက်ကိုသွားရတယ်စဉ်းစားတာစဉ်းစားတာဘာလဲဆိုရင် think အဲ့မဲ့စဉ်းစားတာအခုစဉ်းစားနေတာဆိုရင် ဟောဆရာဒီဟာပဲအရှိမအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ဟိုအုံမြင့်ချရဲ့အနေနဲ့ရက်30စီးပြီးသင်ထားပေးတဲ့အခြေခံကောင်းဖို့ပေါ့နော်အဲ့စီးရီကိုအရင်လေ့လာပြီးမှဒီ speaking series ကိုလေ့လာစေချင်တယ်အဲ့တော့အခုလုပ်နေရဆိုရင် MSR function နဲ့ရေးရတယ်အဲ့တော့ I am ဒီမှာ ing ထပ်မှာ I am thinking thinking နောက်မှာ about မဟုတ်ရင် ought ထည့်ရတယ်အဲ့တော့ I am thinking of အောင်စဉ်းစားနေရဆိုရင်လမ်းလျှောက်တက်ဖို့ thinking of ကနောက်မှာ by ing လိုက်ရတဲ့စီကန်းလေးကိုမှတ်အဲ့တော့ပြောသမျှဟာတွေအကုန်လုံးမှတ်ထားပါတော့ I am thinking of လမ်းလျှောက်ထွက်တယ်ဆိုတာကို going နဲ့တုံးမယ် သူကလမ်းလျှောက်သွားတာပေါ့ going for a walk ပေါ့အဲ going for a walk အားဘာလို့ပို့လဲဆိုရင်လမ်းလျှောက်ထွက်ဖို့စဉ်းစားနေတယ်ပြပြပြမယ်အခုလုံနေတာမဟုတ်လို့ MSR 5 engine နဲ့တုံးတယ်တင်းကင်းနောက်မှာ off လိုက်တယ်ဆိုရင်စီကောင်မှတ်မယ် thinking off ကနောက်မှာ5 engine လိုက်တယ်ဆိုရင်စီကောင်ကိုမှတ်မယ်လမ်းလျှောက်ထွက်တာကို go for a walk လို့ခေါ်တယ်ဒါပေမဲ့ off နောက်မှာ ing ဆိုတော့ going for a walk ဖြစ်သွားတယ်နောက်ခုမှတ်သားစရာလေးမှတ်ထားမယ်ငါသွားရင်သွားမှာပေါ့ငါအိုင်သွားတာ goal ငါသွားမယ်လို့ဂျိန်းနေတဲ့ဝေကိုတော့မှဖြစ်တယ်ငါသွားနိုင်ရင်တော့ခံပေါ့ငါသွားတဲ့ရင် short သွားရင်သွားမှာပေါ့ဆိုရင်မတေချာတဲ့ဟာမျိုးသွားကောင်းသွားနိုင်တယ်ဆိုတဲ့ဟာမျိုး50 50ပါဆန်ဆိုရင်ဆရာတော့ဘာတော့လဲဆိုရင်မေမောင်းရင် mic ကိုတော့ရတယ်ကဲ mic နဲ့ကြည့်ပြမယ် i mic ကို i mic ကိုတော့ထားရင်ငါသွားနိုင်တယ်လို့ပြောရမှာမဟုတ်ဘူးငါသွားရင်သွားမယ်သွားကောင်းသွားနိုင်တယ် 50 50%ပါဆိုတယ်။သွားဖို့က90%ပဲနော်။မသွားဖို့က90%ပဲ။အဲ့လိုမျိုးအဲ90 90ဆိုရင် mic ကိုတုံးမယ်။နော်။ Where you heard me မင်းကကူညီမလားဆိုရင်ကိုကကူညီနိုင်တယ်ဆိုရင် I can help you ပေါ့။ကူညီဖို့ကိုအဲရအေး90%ခဲ့မယ်ဆိုရင် I might help you လို့တောင်းပါတယ်။အမေကိုကူညီကောင်းကူညီနိုင်လိမ့်မယ်။ဒီ mic တစ်လုံးမှတ်ထား။ဇဝေဇဝါဖြစ်နေလို့ဟိုမရောက်ဒီမရောက်အဖြေလေးပေးခြင်း။ mic နဲ့ပေးမယ်။ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီနေ့ဒီသက်တင်ပြီးသွားပြီနောက်နေ့မှာဆက်ပြီးတော့လေ့လာပါ day 60ပြီးသွားလို့ရှိရင်တော့ 另外，青旅、平日的餐饮、酒店四澡嘛，喏 <noise>，下边你来讲嘛，发一点吧。